မင်းနာဆန်ကောနီချီဝါဆာဂူရာဂျပန်နင်းလန်ဂွေအွန်လိုင်းကလပ်ကနေပြီးတော့ကျေဆိုလိုက်ပါတယ်နော်အဲ့တော့ဒီနေ့လည်းဆက်ပြီးတော့ M4 ခန်ဂျီရပီရှင်လေးတွေကိုပတ်ဖို့အတွက်ကိုဒီနေ့ဆက်ပြီးတော့လေ့လာကြည့်ပါမယ်နော်အဲ့တော့ကြည့်လိုက်ကြရအောင်အဲ့တော့ဒီနေ့ကျွန်မလေ့လာရမယ်ခန်ဂျီလေးပထမအဦးဆုံးတလုံးလေးကိုဆက်ပြီးတော့မှတ်ကြည့်ကြမယ်အဲ့တော့ပထမအဦးဆုံးခန်ဂျီလေးကကျတော့ဘာလေးလဲဆိုတော့အရင်ဆုံးခန်ဂျီပုံစံလေးရေးကြည့်မယ်နော်အဲ့ပထမအဦးဆုံးတက်ချက်ဆွဲမဲဘေးကနေညာကို နှစ်ချက်ဆွဲချမယ်ပြီးရင်ချက်ဆွဲမယ်လေးချက်ဆွဲမယ်အဲ့တော့ဒါလေးကဘာလို့ခေါ်လဲဆိုတော့ဒီခန်းစီနမေက key rule တို့ခေါ်တဲ့ခန်းကြီးလေး key တို့ရဲ့အတိတ်ဘေက kinemas ဖြတ်သည်ညက်သည်လှီးသည်ဆိုရဲခန်းကြီးအစိအပိုင်းလေးရေးပုံလေးပါနော်အဲ့တော့ပြန်ရေးကြည့်မယ်ဖြတ်တဲ့ညက်တဲ့လှီးတယ်ဆိုရဲ key တို့ကိုဘလို့ရေးမလဲတစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲမယ်လေးချက်ဆွဲတယ်သူ့နာမည်ကဘာလို့ခေါ်လဲ key တို့ key တို့ရဲ့အတိတ်ဘေကဖြတ်တဲ့ညက်တဲ့လှီးတယ်ဆိုရဲ key တို့ဆိုရဲစကားလုံးလေးဟုတ်ပြီနော်အဲ့တော့အဲ့ဒီ key တို့ဆိုရဲ ဲ့ခန်းကြီးလေးကိုပြန်ရေးကြည့်မယ်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲမယ်လေးချက်ဆွဲတယ်အဲ့ဒီဖြတ်တဲ့ညှက်တဲ့နည်းရဲ့ဆိုရဲဒီခန်းကြီးခီရဲ့အနောက်ကလေးမှာတစ်ချက်နှစ်ချက်သုံးချက်ဆွဲမယ်လေးချက်ဆွဲတယ်တင်းလို့ခေါ်တဲ့လက်ခန်းကြီးလေးလက်လိုက်တဲ့အခါမှာအတန်ထွက်ကဘာဖြစ်မယ်လို့ထင်လဲမင်းသားဆန် ခိသိန်းလို့ခေါ်တဲ့ဒဇိတ်ကောင်းဆိုတဲ့စကားလုံးလေးဖြစ်သွားပြီးခိသိန်းဒဇိတ်ကောင်းဆိုတဲ့တွေ့လုံးလေးတစ်လုံးရသွားလိမ့်မယ်။ဘာနဲ့ပေါင်းထားတာ?ကြက်တင်ညက်တဲ့လက်တွေကိုဖြတ်ညက်တဲ့ဆိုတာကဒဇိတ်ကောင်းနေမှာလက်တွေနဲ့လက်တွေကိုလည်းဖြတ်ညက်တယ်ဆိုပြီးတော့မှတ်ထားပြီးမယ်။ဟုတ်ပြီနော်။နာမည်လေးကခိသိန်းလို့ခေါ်တဲ့ဘာနဲ့ပေါင်းထားတာ?ဖြတ်တယ်ဆိုတဲ့ခိလူခန်းကြီးနဲ့လက်ခန်းကြီးလေးနဲ့ပေါင်းထားရင်ခိသိန်းဆိုတဲ့ဒဇိတ်ကောင်းကြီးရသွားလိမ့်မယ်။အဲ့တော့နောက်တစ်လုံးလေးဆက်ပြီးတော့မှတ်ကြည့်မယ်။ ောက်တစ်လုံးကြီးကတော့ဒါလေးကိုမင်းသားဆိုင်လို့သိမယ်ထင်တယ်ဒါလေးကတော့ဘာလဲဆိုတော့အဲအိုခိလို့ခေါ်တဲ့ជីမာတော်ခန်းကြီးလေးဟုတ်တယ်နော်အဲ့တော့အဲ့ဒီအိုခိဆိုတဲ့ជីမာတော်ခန်းကြီးလေးရဲ့အခုပြောလိုက်တဲ့ဖြတ်တယ်ညှက်တယ်လှီးတယ်ဆိုတဲ့ခန်းကြီးလေးရဲ့ပေါင်းလိုက်တဲ့အခါမှာအတန်ထွက်ဘာဖြစ်မယ်ထင်လဲမင်းသားဆိုင်ခံမှန်းကြည့်ပါအောင်အိုခိဆိုတဲ့ជីမာတော်ခန်းကြီးကတူမြားနဲ့ပေါင်းရင်အတန်ထွက်ကတိုင်းဆိုပြီးတော့အတန်ထွက်ပေးတာဒီခီရုဆိုတဲ့ဖြတ်တယ်ညှက်တယ်လှီးတာကသူများနဲ့ ယ်ပေါင်ရင်အတန်ထွက်ကဆဲဆွလို့ခေါ်တယ်။အနောက်ကလေးမှာနာလေးကပ်လိုက်ရင်ဝါသားရှိလို့ကထိုင်းဆဲဆွနာအရင်ကြီးတော့ဆိုရဲတွေ့လုံးလေးတလုံးရသွားလိမ့်မယ်။ပါနဲ့ပေါင်ထားတာနှစ်ထက်တယ်ညက်တယ်နှီးဖို့အတွက်ကအရင်ကြီးရယ်ဆိုရဲတိုင်းဆဲဆွနာစကလုံးလေးရသွားမယ်။ အဲ့တော့ကြီးတယ်ဆိုရယ်ခန်းကြီးရယ်ညက်တယ်ဆိုရယ်ခန်းကြီးရယ်ပေါင်းလိုက်ရင်တိုင်းစင်စနအရေးကြီးတော့ဆိုရယ်စကလုံးကြီးတစ်လုံးရသွားလိမ့်မယ်နော်အဲ့တော့နောက်တစ်လုံးလေးဆက်ပြီးတော့ကြီးကြီးမယ်အဲ့တော့နောက်တစ်လုံးလေးကရေးပုံလေးကနည်းနည်းလေးတော့ရှိမယ်ပါလေးလေးဆိုတော့တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်လေးချက်ဆွဲတယ်ငါးချက်ခြောက်ချက်ဆွဲတယ်ခုနှစ်ချက်ရှစ်ချက်ကိုးချက်ဆွဲလိုက်ပြီနော်အဲ့ဒါလေးရဲ့အနောက် ကလေးမှာ M5 ကတင်ခဲ့တဲ့မီလူလိုခေါ်တဲ့ကြည်တယ်ဆိုတော့မီလူခန်းကြီးလေးကိုလိုင်းလိုက်တဲ့အခါမှာသူ့စကလုံးလေးရဲ့နာမည်ကဘာလို့ခေါ်လဲဆိုတော့ အိုးရလို့ခေါ်တယ်အိုးရဆိုတာမိဘကိုပြောတာမိဘကိုလေကောရှင်းလို့လဲခေါ်လို့ရတယ်လို့အိုးရလို့လဲခေါ်လို့ရတယ်လို့မိနာဆန်တို့မှတ်ထားမယ်နော်အဲ့တော့အိုးရဆိုရင်မိဘခန်းကြီးလို့လဲခေါ်လို့ရတယ်လို့မျိုးနောက်တစ်ခုကရှီတာရှီလို့ခေါ်တယ်ယင်းနီတော့ဆိုရဲစကလုံးအနီးနဲ့လဲမှတ်ထားပေးမယ်သူကနှစ်မျိုးမှတ်မယ်တစ်ခုတည်းဆိုရင်အိုးရအဲ့လိုမဟုတ်ပဲအနောက်မှာရှင်းရဆုံးနေဆိုရင် ရှီတာရှီလို့ခေါ်တယ်ယင်းနီတော့ခန်းကြီးအနီးနဲ့ ်မှတ်ထားပေးမယ်ရီးပုံလေးကိုပြန်ပြီးတော့ကြည်ကြည်ရအောင်ရင်းနှီးတော့ဆိုရင်ဘယ်လိုမျိုးရေးမလဲတစ်ချက်ဆွဲမယ်နှစ်ချက်3 4 5 6 7 9တစ်စဲ 16ရှိကြ။ဒါလေးရဲ့အနောက်မှာရှိလေးလိုက်တယ်ဆိုရင်ရှီတာရှိလို့ခေါ်တယ်။ရင်းနီတော့ဆိုရဲစကလုံးလေးရသွားလိမ့်မယ်နော်။အဲ့တော့သူတလုံးလေးဆိုရင်တော့ဘာလို့မှတ်မလဲ။ Oh yeah မိပါလို့မှတ်ထားပေးမယ်နော်။အဲ့ဒီခန်းကြီးလေးကသူတူကသူများနဲ့ပေါင်ရင်အတန်ထွက်ကရှင်းဆိုပြီးတော့အတန်ထွက်တာဒါပေမဲ့အဲ့ဒီရှင်းကိုရှင်းဖို့တရင် င်းစာကရှင်းနေသွားပြီတော့တော့မှမားနေနော်ဒီရှင်းကဘာမှတုံးလဲဆိုတော့ပြောပြမယ်အဲ့တော့အဲ့ဒီအခုပြောတဲ့ရှစ်သားရှိရင်းကြီးတော့ဆိုရယ်ခန်းကြီးလေးကို ပြန်ပြီးတော့ရေးကြည့်လိုက်မယ်ဒီပုံစံလေးနဲ့စံစရာရေးတာနော်ဒီပုံစံလေးဒါကစောနာကမိဘလိုလဲခေါ်တဲ့ခန်းကြီးလေးအဲ့ဒါလေးရဲ့အနောက်မှာစောနာကဖြတ်တယ်ညှက်တယ်နှီးတယ်ဆိုရယ်ခန်းကြီးလေးလှက်လိုက်တဲ့အခါမှာအတန်ထွက်ကဘာဖြစ်သွားလဲဆိုတော့ရှင်စေစနာစနာတတော်လို့ခေါ်တဲ့စကလုံး လေးရသွားလိမ့်မယ်နာမည်ကဘလို့ခေါ်လဲရှင်ဆိုင်စောနာချက်တယ်ညက်တယ်နှီးတယ်ဆိုရယ်ခန်းကြီးရဲ့မိပါခန်းကြီးရဲ့ပေါင်းလိုက်ရင်ရှင်ဆိုင်စောနာကျနာတတော်ဆိုရယ်စကားလုံးလေးရလာလိမ့်မယ်နော်ဒါလေးရှိမယ်အဲ့တော့နောက်တစ်လုံးမြစ်ဆက်ပြီးတော့ជីကြီးအောင် အဲ့တော့နောက်ထပ်ခန်းကြီးတစ်လုံးလေးကိုမှတ်ကြည့်မယ်ဒီတစ်ခေါက်တင်မဲ့ခန်းကြီးလေးကဂန်ခိနကျမ်းမာတော်တွက်လက်တော်တက်ကြွတော်လို့ခေါ်တဲ့ဂန်ခိနစကလုံးလေးဘယ်လိုရေးမလဲကြည့်မယ်တက်ချက်ဆွဲမယ်နှက်ချက်ဆွဲမယ်နော်ဒါလေးကနှီးလို့ခေါ်တဲ့နမနှစ်ခန်းကြီးလေးနမနှစ်ခန်းကြီးလေးအောက်မှာ6လောက်လေးတက်လိုက်တယ်ဆိုရင်သူ့ရဲ့အတန်ထွက်ကဘာဖြစ်သွားလဲဆိုတော့ဂန်ဆိုပြီးတော့ဖြစ်သွားတယ်သူ့ရဲ့အတန်ထွက်ကဘာဖြစ်သွားမလဲကန့်နမနှစ်ခန်းကြီးရဲ့အောက်ကလေးမှာ6 လောက်ကလေးနှစ်ချောင်းတက်လိုက်ရင်ဂန်းလို့ခေါ်တဲ့အတန်ထွက်လေးဖြစ်သွားလိမ့်မယ်နော်အဲ့ဒါကိုနောက်တစ်ခုလေးကြည့်မယ်နောက်တစ်ခုလေးကကြတော့တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲတယ်သုံးချက်လေးဆွဲမယ်နော်ပြီးရင်အမိုးပုံစံလေးလေးချက်ဆွဲမယ်။ဂျားလေးထဲမှာခါတာခဏမဲလေးကိုထည့်ထားတာပြန်ဆွဲကြည့်မယ်။တစ်ချက်ဆွဲမယ်၊နှစ်ချက်၊သုံးချက်ဆွဲမယ်၊လေးချက်ဆွဲမယ်၊ငါးချက်၊၆ချက်ဆွဲတာ။သူ့နာမည်ကဘာလို့ခေါ်လဲဆိုတော့ ခိလို့ပဲမှတ်မယ်သူ့အတန်းထွက်ကိုဘာလို့မှတ်မလဲခိ ဇေခိယဗမာသုံးတဲ့ခီလေဂန်ခီနကျမ်းမာတော်တွက်လက်တော်ဆိုရဲစကလုံးမှာသုံးတဲ့ခီလေးပါရေပုံလေးကအမိုးတွေထက်ခါထက်ခါဆင့်ပြီးတော့မဲလေးကိုတင်ထတာဆိုရင်ခီပါဆိုပြီးတော့မှတ်ထားမယ်နော်အဲ့တော့ပြန်ရေးကြည့်မယ်စောနာကဂန်ခီနဖြစ်ဖို့အတွက်ဆိုရင်နံပါတ်1ခန်းကြီးလေးကိုဆလောက်ကလေးတက်ထားရင်သူကဂန်ရဲ့စောနာကခီဆိုရဲစကလုံးလေးရဲ့ပါလိုက်ပြီးဆိုရင်သူတို့နှစ်ခုပေါင်းလိုက်တဲ့အခါမှာအတန်ထွက်ကဘာဖြစ်သွားလဲ ်ဂန်ခီအနောက်ကနာလေးနဲ့ပေါင်းပေးလိုက်ဂန်ခီနာဆိုရဲကျမ်းမာတော်တွက်လက်တော်ဆိုရဲစကလုံးလေးရသွားလိမ့်မယ်ဟုတ်ပြီเนาะဒါလေးရှိပါမယ်အဲ့တော့နောက်တစ်လုံးလေးဆက်ပြီးတော့မှတ်ကြည့်ကြမယ်အဲ့တော့နောက်တစ်လုံးလေးနောက်တစ်လုံးနာမည်လေးကိုကြည့်ကြည့်တော့နောက်တစ်လုံးလေးကဘယ်လိုရေးမလဲဆိုတော့ တစ်ချက်ဆွဲမယ်နှစ်ချက်သုံးချက်ဆွဲတဲ့ဒီခန်းကြီးလေးက N5 တုံးကအွန်နာလို့ခေါ်တဲ့မိန်းမခန်းကြီးလေးပါဟုတ်ပြီနော်အဲ့တော့မိန်းမခန်းကြီးလေးရဲ့အနောက်မှာခိုတုံးမူလို့ခေါ်တဲ့ခက်လေးခန်းကြီးလေးဒီခန်းကြီးလေးကဘာလို့ခေါ်လဲခိုတုံးမူဆိုရယ်ခက်လေးခန်းကြီးလေး ਨੇ ပေါင်းလိုက်တဲ့အခါမှာအတန်ထွက်ဘာဖြစ်သွားလဲစဉ်းစားကြည့်မယ်ပြန်ပြောမယ်အွန်နာလို့ခေါ်တဲ့မိန်းမခန်းကြီးအရင်ဆွဲတဲ့သူ့ဘေးနားမှာခိုတုံးမူလို့ခေါ် တဲ့ခလေးခန်းကြီးနဲ့ပေါင်းလိုက်တဲ့အခါမှာမိန်ကလေးတွေကခလေးတွေကိုကြိုက်တယ်နှစ်သက်တယ်ဆိုတော့ဆူခီနာဆိုတဲ့စကားလုံးလေးရရသွားလိမ့်မယ်နမေကဘလို့ခေါ်လဲဆူခီနာဆူခီနာကြိုက်တော့နှစ်သက်တော့ဆိုတဲ့စကားလုံးလေးချက်လာလိမ့်မယ်ရေးပုံလေးကို ပြန်ကြည့်ရအောင်ဘလို့ရေးလဲ တစ်ချက်ဆွဲမယ်နှစ်ချက်သုံးချက်ဆွဲတယ်လေးချက်ငါးချက်ခြောက်ချက်ဆွဲတယ်အနောက်ကခိနာကအစွန်ထွက်မှရမယ်နော်ဒါလေးကစုခိနာကြိုက်တော့နှစ်ပတ်တော့ဆိုရဲစကလုံးလေးရသွားမယ်နော်အဲ့တော့နောက်တစ်လုံးလေးဆက်ပြီးတော့ကြည့်ကြည့်မယ်နောက်တစ်လုံးလေးနောက်တစ်လုံးလေးကကြတော့ဆနာကအရှိမလေးပြောခဲ့လွယ်လွယ်လေးပဲမြ мян ဆန်ဆန်လောက်ဒီအလင်းဆောက်လို့လောက်တယ်ဆိုရဲအီဆိုကူခန်းကြီးလေးကိုပြန်ရင်းကြည့်မယ်ဒါလေးကအီ so good ဆိုရဲခေါခိုးလို့ဆိုရဲနှလုံးသားလေးကမြ мян ဆန်ဆန်ဖြစ်နေတယ်ဆိုပြီးတော့ပြောခဲ့တယ်เนาะအောက်ကခေါခိုးလို့ဆိုရဲနှလုံးသားလေးအဲ့တော့ is so good ဆိုရဲဒီစကလုံးလေးကအနောက်ကလေးမှာနှီးလေးကပ်လိုက်ရင်ဝါတာရှင်လို့ကသူ့ရဲ့အတန်ထွက်ကပြောင်းသွားမယ်เนาะဘလို့ပြောင်းသွားလဲဆိုတော့ခယူနှီးလို့ခေါ်တဲ့ရုတ်တရက်ဆိုရဲတွဲလုံးလေးရသွားမယ်ဒါလည်းမှတ်ထားမှရမယ်အမင်းဆန်လုံးလို့လုပ်တည်အလင်းဆန်လုံးလို့လုပ်တည်မြ мян လုပ်တည်ဆိုရဲ is so good ဆိုရဲခန်းကြီးရဲ့အနောက်မှာနှီးကပ် က်ရင်ဘာရမလဲခယူနိရုတ်တရက်ဆိုရဲသကလုံးလေးရသွားလိမ့်မယ်เนาะဒါလေးလည်းမှတ်ထားမှာအဆင်ပြေမယ်အဲ့တော့နောက်တလုံးလေးကြည့်ကြည့်ရအောင်အဲ့တော့နောက်ထပ်ခန်းကြီးလေးအဲ့တော့နောက်ထပ်ခန်းကြီးလေးကဗာလီလေးဆိုတော့ကြည့်ကြည့်ရအောင်တစ်ချက်ဆွဲမယ်နှစ်ချက်လေးဆွဲမယ်သုံးချက်လေးချက်ဆွဲမယ် ငါးချက်ဆွေးမယ်၆ချက်ဆွေးမယ်ခုနှစ်ချက်ဆွေးတယ်သူ့နာမည်ကဘာလို့ခေါ်လဲဆိုတော့ hiku i လို့ခေါ်တယ်သူ့နာမည်ကဘာလို့ခေါ်လဲ hiku i hiku i ရဲ့အတိတ်ဘေးကနှိပ်တော်ပုတော်ဆိုရက် hiku i ကိုပြောတာ hiku i နှိပ်တော်ပုတော်တဲ့သူ့နာမည်ကပြန်ရေးကြည့်မယ်ဘလိုမျိုးလေးရေးထားတာလဲသူ့ရဲ့ပုံစံလေးကတစ်ချက်ဆွေးမယ်နှစ်ချက်ဆွေးမယ်သုံးချက်လေးချက်ဆွေးတယ်ငါးချက် ်ဆွဲတယ်ချောင်းချက်ခွန်ချက်ဆွဲတယ်အနောက်ကအီလီကအဆောင်အထွက်မှာသူ့နာမည်ကဟီခူအီနေတော့ပူတော့ဆိုရဲစကလုံးလေးအဲ့တော့နောက်တစ်မျိုးလေးကြည့်မယ်နောက်ထပ်တစ်ကလုံးလေးကဟီရိုအီဟီရိုအစ္စရာဂျေဝန်တော်ခန်းကြီးလေးတစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်ဆွဲမယ်ဒါလေးကအမိုးတင်ကြတာလေးအမိုးရဲ့အောက်ကလေးမှာမှုပြီးတော့ရှိနေတာကျဲတယ်ဆိုမှတော့မှုပြီးတော့အခန်းအောက်ထဲသွားမှာပေါ့အဲ့ဒီအတွက်သူ့ရဲ့အတန်ထွက်က က hero is ရဲ့စကားလုံးလေးဖြစ်သွားတဲ့ hero e ရဲ့အတိတ်ဘေးကကျေဝွန်တော့နော်ဟုတ်ပြီနော်ဆောနာက hiku e နေတော့ပူတော့အကူက hero e ကျေဝွန်တော့ကျေဝွန်နေဆိုရင် အမိုးအောက်ထဲကိုမှုပြီးတော့သွားတယ်အဲ့ဒီတော့ hero e ကျေဝွန်တော့ဆိုပြီးတော့မှတ်ထားပေးမယ်နော်အဲ့ဒါဆိုရင်နောက်တစ်ခုလေးဆက်ပြီးတော့ကြည့်ကြည့်ရအောင် နောက်ထပ်ခန်းကြီးတစ်လုံးလေးသူ့ရဲ့နာမည်ကကြတော့ကောင်းငယ်စရယ်ခန်းကြီးလေးရောအီလို့ခေါ်တယ်ရောအီစရယ်ကောင်းတော်ခန်းကြီး လေးရေးကြည့်မယ်တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်လေးချက်လေးဆွဲမယ်ငါးချက်ဆွဲမယ်ခြောက်ချက်ခုနှစ်ချက်ဆွဲတာအဲ့ဒါလေးကိုအမိုးလေးမိုးလိုက်တယ်ဆိုရင်တာဘဲတို့စားတည်ဆိုပြီးတော့ပြန်မှာအခုကအမိုးမမိုးတဲ့အတွက်ယောဤကောင်းတော်ဆိုရဲစကလုံးလေးပဲဖြစ်သွားမယ်နော်သူ့နာမည်ကိုဘယ်လိုခေါ်မလဲယောဤလို့ခေါ်မယ်ဘယ်လိုရေးထားလဲ တစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်လေးချက်ဆွဲမယ်ငါးချက်၆ချက်ခုနှစ်ချက်ဆွဲတယ်အနောက်မှာဤလေးကလိုက်ရရောဤကောင်းတော်ဆိုတဲ့စကားလုံးလေးဖြစ်သွားလိမ့်မယ်နောက်ပြန်ရေးကြည့်မယ်ဒီစကားလုံးလေးကဘယ်လိုမျိုးဆွဲထားတာတစ်ချက်ဆွဲမယ်နှစ်ချက်ဆွဲမယ်သုံးချက်လေးချက်ဆွဲမယ်ငါးချက်ဆွဲမယ်၆ချက်ဆွဲမယ်ခုနှစ်ချက်ဆွဲမယ်အနောက်ကဤလေးကအစွန်ထွက်မယ် သူ့နာမည်ကဘလို့ခေါ်လေယောဣစရယ်ကောင်းတော်ခန်းကြီးအနေနဲ့သိထားရမယ်เนาะအဲ့တော့နောက်တစ်လုံးနေကောင်းလာပြီးသွားတော့နောက်တစ်လုံးကဆိုးတာဆိုးတာကိုဘလို့ခေါ်လေဝါဒူဣတို့ခေါ်မယ်အဲ့တော့ဝါဒူဣခန်းကြီးလေးရေးကြည့်မယ်ဘလို့ရေးလိုက်အမိုးလေးအရင်ဆုံးဆွဲတယ်တစ်ချက်နှစ်ချက်ဆွဲမယ် 3ချက်ဆွဲမယ်4ချက်လီဆွဲမယ်5ချက်ဆွဲမယ်6ချက်ဆွဲမယ်ခွန်းချက်လီဆွဲမယ်ဒါလေးကဘောင်လေးတွေခတ်ထားတာပေါ့နော်ဆိုးတဲ့လူတွေကိုဘောင်ခတ်ပြီးတော့ထားမယ်ဘာကဆိုးလို့လဲဆိုတော့အောက်ကခုတ်ခိုးလို့တို့ခေါ်တဲ့နှလုံးသားခန်းကြီးလေးကဆိုးနေတဲ့အတွက် what do e ဆိုပြီးတော့မှတ်ထားမယ်နှလုံးသားလေးကဆိုးနေတဲ့အတွက်ဘောင်ခတ်ပြီးတော့ထားထားမယ်တကားပိတ်ပြီးတော့ထားထားလေး what do e ဆိုပြီးတော့ မှတ်ထားမယ်နှလုံးသားလေးကစိုးနေလို့အဲ့တော့ပြန်ဆွဲမယ်နှလုံးသားလေးစိုးနေလို့ဘာလို့မလဲအမိုးအောင်လေးထဲမှာအပေါက်ကလေးအယုံဆုံးဆွဲမယ်အပေါက်ကလေးကိုတကားလေးကြီးကိုပိတ်ပြီးတော့ထားထားမယ်ဘာဖြစ်လို့ထားထားတာလဲသူကနှလုံးသားလေးခိုခိုးလိုလိုခေါ်တဲ့နှလုံးသားလေးကစိုးနေတဲ့အတွက်ဝါဒူးဤစိုးနေတဲ့အတွက်နှလုံးသားလေးကစိုးနေတဲ့အတွက်သူ့ကိုတကားပိတ်ပြီးတော့ထားတယ်ဝါဒူးဤဆိုပြီးတော့မှတ်ထားပြီးမယ်ဟုတ်ပြီ ီเนาะအဲ့တော့ဆန်ဆယ်တို့ဒီနေ့လဲဆက်ပြီးတော့အမ်ခန့်ကြီး revision လေးတွေကိုထပ်ပြီးတော့ပတ်ဖို့အတွက်ကိုပြပြပေးသွားပါတယ်အားလုံးတို့ရအဆင်ပြေမယ်လို့ထင်ပါတယ်เนาะ